မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးမင်းမှုခရိုင်မန်းချောင်းရှိအောက်အထက်ခြေတော်ရာနှစ်ဆူရွှေဆက်တော်မန်းဆက်တော်ရာမန်းရွှေဆက်တော်ရဲလို့ခေါ်သမုတ်ကြတဲ့မန်းရွှေဆက်တော်စီဒီဟာမကွေးတိုင်းဒေသကြီးမင်းမှုမြို့ရဲ့အနောက်တောင်ဘက်26မိုင်အကွာအနောက်ယူမရဲ့အရှိတ်ဘက်ဆုံးတောင်စွဲပေါ်မှာတည်ရှိပါတယ်။သူနာဗရဏာတိုင်း လေကိုင်းမီသောဝါနိစ္စကာမ၌မဟာပုံနာသုနာပုံနာကုံသိညီနောင်တို့အူတို့ဟာဘောရမမြတ်စွာဘုရားရှင်ကိုရှောက်တည်၍ဆန္ဒကူနဲ့သာအကြောင်းတော်အားဆောက်လုပ်ခဲ့ပါတယ်။ဂေါရမမြတ်စွာဘုရားရှင်ဟာတာဝတိပြည်ဇေဒဝင်အကြောင်းတော်မှာပြတ်သက်ရင်မြန်900တွင်ရဟန္တာ900တို့အားလိုက်ပါစေပြီးကောင်းကင်ခီးဖြင့်အကြောင်းတော်မပြီးမချင်း အကျဉ်းကြီးကြွားရောက်တော်မူခဲ့ပါတယ်။ထိုအကြောင်းကြီးပြီးသွားသောအခါအလူခံတော်မူပြီးလျင်ခုနှစ်ပတ်လုံးဇန်ဤချမ်းသာဖြင့်မူလျော်တော်မူ၍တရားဒေသနာများကိုတိုက်ကျွေးတော်မူခဲ့ပါတယ်။အဲ့ဒီနောက်ဝါနိဇဂါမသူသုံးငံကြွားတော်မူခဲ့ရာနဗရာမြေယခုမန်းချောင်းသားသို့ရောက်တော်မူသောအခါထိုမြေ၌နေသောနမရနဂါမင်းက မြတ်စွာဘုရားရှင်အားလုံးကြီးညိုသဖြင့်ငကားမြည်တို့ပိဆောင်ကတရားတော်နာယူခဲ့ပါတယ်တရားနာပြီးတော့ကိုဝေယအမွေတစုံခုကိုပိနာတော်မူပါရဲ့ဘုရားရှင်အားလျှောက်ထားခဲ့ရာမြတ်စွာဘုရားရှင်လည်းနေဗရာအမြင်နာ၌ခြေတော်ရာကိုထားတော်မူခဲ့ပါတယ်သူဆက်တော်ရာကိုအောက်ဆက်တော်ရာလို့ ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ပါれခင်ဗျာဘုရားရှင်ဟာထိုမှတစ်ဆင့်သစ္စာဗဏ္ဍတောင်ထိပ်သို့ကြွတော်မူခဲ့ရာထိုရဲ့၌နေထိုင်သောသစ္စာဗဏ္ဍယတိကိုတရားဟောတော်မူပြီးနောက်ကြောက်ဖြာထနိုင်စတ္တရာပါရဇေဒီကိုချတော်မူခဲ့ပါれထိုစတ္တရာကိုအထက်စတ္တရာလို့ခေါ်ခဲ့ကြခြင်းဖြစ်ပါれခင်ဗျာထိုစတ္တရာနှစ်စုဟာမြတ်စွာဘုရားရှင် တတော်ထင်ရှားရှိသည်ကပင်ကိုးကွယ်လာကြရာရှိပြီးဆက်ဆက်မှသည်ယနေ့ထိတိုင်ပင်ဖြစ်ပါတော့တယ်ခမညာတက်ကြည1058ခုနှစ်လေကိုင်းမြို့ဒေသမှာရှင်သူဓမ္မဇာယေဟာဖျားဘူးလာသူတို့ခက်ခဲမတွေ့စေရန်နဲ့ရာသီဥရုဘေးဒံမှာကင်းဝေးစေရန်အထက်ဆက်တော်ရာကိုချီးရင်တောင်ကမ်းမှာ ညံစင်၍ပြောင်းရွှေ့ခဲ့ရာခြေတော်ရာဤခြေတန်းတော်မှာပဲ့သွားခဲ့တာကြောင့်ရွှေဖြည့်အစာထူပြည့်စင်ထားရှိခဲ့ပါတယ်။ယခုအခါမှာတော့နေနေရဲ့ရမဖျားဘူးလားသူမိဘပြည်သူများလွယ်ကူစွာသွာလာနိုင်ပြီဖြစ်ပါれခင်ဗျာမန်းမန်းရွှေဆွတ်တော်ဖျားပွဲတော်ကိုနှစ်စဲတပေါင်းလာပြီနေမှာစား၍စီကားတမ်းမြိုက်စွာချင်းမလေးရဲ့ရှီအား မြန်မာနိုင်ငံ၏အကြီးဆုံးပွဲတော်များထဲမှတစ်ခုဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံမြောက်ပိုင်းဝါနေလိုင်မူတောင်ရှိဘက်တောင်ဆောင်ရှိခြေတော်ရာတစု ရှမ်းပြည်နယ်ရှေးပိုင်းဝါကိုပိုင်းအုတ်ချုပ်ကွင်းရဒေသ ဟိုပံမြို့နယ်ရှိဘိုင်မူတောင်၏အရှိဘတ်တောင်ဆောင်၌တည်ရှိရေခေရယာမှာဘုရားမြတ်စွာဘုရားရှင်ဟာထိုနေသားရှိဒေသခံလူများနှက်များအားကိုးကွယ်ပူဇော်နိုင်ရန်ရည်စူး၍ထားရပြီးခဲ့ခြင်းဖြစ်ပါတယ်ဘိုင်မူတောင်ဟာကိုးပိုင်အုတ်ချုပ်ခွင့်ရဒေသ၏ကမ်းသတ်နေမြေတွင်းမှာတည်ရှိတာကြောင့်ဘုရားဘုရားလွတ်လပ်စွာသွားလာရန်မှာအုံယုံရင်းနှင့်ကြီးသွားလာခြင်းစီမင်းများအရာနည်းငယ်ခက်ခဲနိုင်ပါတယ်ဤခြေတော်ရာဟာ မြန်မာနိုင်ငံ၏ဝေးလံခေါင်ပြသောဒေတာများအသည့်ဘုရားမြတ်စွာဘုရား၏သာသနာတော်ရောက်ရှိပြန့်နှံ့ခဲ့သည်ကိုပြသသည့်သမိုင်းဝင်ထောက်ထားတစ်ခုပင်ဖြစ်ပါれ။ဘဝလူမျိုးများစုမှာခရိယံဘာသာနှင့်ယူရနာကိုးကွယ်သူများဖြစ်တော်လဲရှမ်းနှင့်ပြေုံနယ်ဆက်ဒေတာများနှင့်ညီဆက်သောဤနေရာမှာရှိတဲ့ခြေတော်ရာမှာရှေးခေတ်အခါက ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့အထောက်အထားတစ်ခုပင်ဖြစ်ပါတယ်။မြန်မာနိုင်ငံဒလင်းလာရီတိုင်းဒေသကြီးပလောမြို့နယ်ကဘာလာတောင်ကြီးရှိချီတော်ရာမှာရခင်ကတောတောင်ထူထပ်သောဒေသမှာတည်ရှိခဲ့ပြီးပလောမြို့နယ်၏ဘာသာရေးထွန်းမြတ်နေရာများထဲမှတစ်ခုဖြစ်ပါတယ်။ဤချီတော်ရာသည်လည်းဗုဒ္ဓဘုရားရှင်ဟာဒလင်းလာရီကံရုံးတိုင်းဒေသများအထိကြွရောက်ခဲ့ရာဤဒေသဟာရှေးခေတ်ကားက အင်အားကြီးမားသောနာဂဘုရင်များ၊နတ်များ၊သိုးဆန်ရနေရာဖြစ်ပြီးဣန္ဒေသကံလူများ၊ယတိများ၊နတ်များကိုးကွယ်ပူဇော်နိုင်ရန်ခြေတော်ရာကို ခြားထားပေးခဲ့သည်လို့ယုံကြည်ကြပါသည်။တနင်္လာရီတိုင်းဟာတူနာဘုံမီနေမီနဲ့ဤဆက်ပြီးကုံသွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိတာကြောင့်ဗုဒ္ဓဘာသာစတင်ပြောင်းလဲခြင်းမှာဆ ảy ၍သာသနာတော်လွန်မင်းထွန်းကားခဲ့သည်ဟု ပတ်ယူရာကြောင့်ပညာရှင်များက သုံးသပ်ထားပါတယ်။ကဘာလာတောင်ကြီးဟာတနင်္သာရီတိုင်းဒေသကြီးအထူးသဖြင့်ပလောနှင့်ပလောမြို့နယ်နီးတဝိုက်ရှိဒေသခံဗုဒ္ဓဘာသာဝင်များအတွက်အလွန်အရေးပါတယ်။ဘုရားဘူးရာနေရာတစ်ခုဖြစ်တာကြောင့်ဘုရားပွဲများကိုလည်းနေစေစီကတိုင်းမြိုက်စွာကျင်းပလိရှိပါれ။ဖျားဘူးဧည့်သည်များမှ တောင်းတက်၍ခြေတော်ရာကိုဖူးမြော်ကြရပြီ အခြားခြေတော်ရာများကဲ့သို့ပင်ကြောက်တုံးပေါ်တွင်ထွန်းထူထားတဲ့ဘုဒ္ဓဖျားရှင်ခြေတော်ရာနှင့်ဇီရီဖျားများကိုဖူးမြော်ကြရမှာဖြစ်ပါတယ်ခင်ဗျာ